န်လေးထိုးမယ်နော်ထိုးမှဆိုတော့တာချင်ခံအောင်ရောဒီသစ္စာပန်လေးတွေမပုတ်သွားအောင်ရောပန်လေးတွေပုံလောက်အောင်ရောခေါရုံးလေးနဲ့ထိုးမှထိုးမှဖြစ်တဲ့အတွက်ခေါရုံးလေးကို၄တောင်း၁၄ရာနေဒီလိုလေးကြည့်ပြီးတော့တစ်ထည့်ကိုကြည့်ပြီးတော့လက်နှစ်ဖက်နဲ့ဖိလိုက်မယ်ခေါရုံးလေးကပြန်လောက်ကျက်ကျက်သွားပြီနော်ဒီမှာကျက်သွားပြီနော်အဲ့ကျတော့အဲ့လိုကျက်သွားပြီဆိုတော့မဆင်မလို့ပန်းထိုးမယ်ပန်းထိုးမယ်ဆိုတော့သစ္စာပန်အမြင့်လေးရတဲ့ဘလောက်မြင့်ပုံလောက်မလဲ လာမဆိုညောင်ရူးကဒီလောက်မြင့်နေဆိုလို့ရှိရင်ညောင်ရူးတက်ဆာလောက်ဒီလောက်လောက်ထပ်မြင်လာတယ်အဲ့ဆိုအလားဆုံးနေတဲ့เนาะအဲ့ဒီစကန်လေးကိုနောက်အလေကနေစထုံးမယ်ကျွန်တော်တို့တစ်ဖက်လာလေးပဲထိုးမယ်เนาะတစ်ဖက်လာလေးပဲထိုးမယ်တဲ့ဒီအညုံလေးတွေကိုကြည့်မယ်เนาะအညုံလေးတွေကဘယ်ဘက်ကိုသွားခြင်းလဲကိုကြိုက်တဲ့ဘက်ကိုသွားလို့ရတယ်เนาะဒီဘက်ကိုသွားခြင်းเนาะတိတ်မလာဘူးအဲဒီဘက်ကိုသွားမယ်เนาะ ကလို့အညွန့်အရမ်းရှင်နေဆိုချိုးလို့ရတယ်နော်အဆင်ပြေတယ်လို့ကိုယ်စိတ်ကြိုက်လို့လို့ရတယ်နော်ဘဲလဲတာလေးတွေရှိတယ်เนาะဘဲလဲတာလေးရှိတယ်တကယ်လို့ဒီလိုထုံးမယ်ဆိုရင်ဒီဘက်ကဘဲလဲတာတိတ်ဘဲလဲတာပြောင်းပြန်ဖြစ်နေဆိုရင်ဆင်မတော့ဒီပိုင်းကလေးကိုဒီလိုလေးကြိုက်လိုက်မယ်ဒီလိုလေးကြိုက်လိုက်မယ်ပေါ့เนาะအဲ့တော့ဒါလေးကအတဲလေးရသွားရောเนาะလဲလေးလာလှသွားတယ် ှားပါပြီဆိုမှစင်မတို့ထိုးလိုက်တယ်ဒီဟာလေးကိုလည်းဒီလိုတဆင်ထိုးလို့ရတယ်နော်တဆင်ထိုးလို့ရတယ်ပန်းလေးလေးတွေကိုကြည့်မှာပေါ့နော်လောင်းလို့ထင်တယ်မတော်ကဖော်ရုံနဲ့တူတဲ့အတွက် န်ယူဟာရေထဲမှာဒီတိုင်းအလွတ်တိုင်းမရှိတဲ့အတွက်ပုံစံမနန်တော့ဒီဖော်လေးနဲ့ထုတ်တဲ့အတွက်ကြာရှည်ပိုးခံတယ်ပန်းယူရဲ့ရည်ရဲ့အနံ့မရှိပြီးထွက်လာတဲ့အနံ့ဆိုးမထွက်တော့ဘူးပေါ့နော်ဒါကြတော့ပြီးတော့အကြိုင်လည်းထိုးခံမယ်ပန်းလေးတွေကလည်းသူ့အနေနဲ့သူ့လှပြီးညာရင်းနေတယ်ပေါ့နော်အဲ့တော့ခုလေးလေးလက်ထပ်ကြပါမယ် ဆက်ဆက်မလို့ဒီဖူးလေးလည်းဘယ်လက်လာဆိုတော့ပြန်လိုက်တယ်ဒီချက်နဲ့ဖူးလေးတွေအခုထုတ်မယ်ဆိုရင်တော့ပန်းမွင့်အပယ်လေးကိုကြည့်မယ်ဒီဓာလေးကပိုလှတယ်အကင်လာကြည့်မယ်နော်ဒီလောက်လောက်ကနေကင်မယ်ပြီးမှဒီလိုလေးထိုးထည့်လိုက်နော်ဖြာပြလေးဖြစ်သွားနော်တာကားလေးထိုးခြင်းမလားတာကားလေးရတယ်လေဖုံးနေကြတာနော် ဆက်ပြပြီးထည့်လိုက်ပါပွင့်လေးလေးလာတယ်နော်ဒီရှိတိတွေမှာထွက်မယ်ဆိုရင်ကျွန်မတို့ဒီလိုထက်သွားမှာဆိုလို့ရှိရင်ပန်းပန်းလေးတွေကိုမထက်ချင်ဘူးဆိုရင်ကျွန်မတို့ဒီလိုလေးဖြတ်မယ်နော်ဖြတ်ပြီးလို့ရှိရင်ပန်းလေးတွေကဒီလိုလေးထည့်လိုက်တယ်ဒါဒီထက်လေးကိုလည်းထိုက်ပြီးရောနားလေးမှာထည့်လာပါပြီနော် ်ပွင့်လေးတွေနော်ဒီမှာဒီမှတ်ချက်လေးကိုဖြတ်လိုက်မယ်ဒီချက်လေးကဒီမှာမှတ်ဆင်းထည့်မယ်ဟုတ်ပြီတလေးဒီမှာမှတ်ထည့်မယ်ညာရောနော်တန်း ခုနဖြတ်ထားတဲ့ပန်းမွေလေးလည်းထည့်မယ်ဒီနားမှာလှည့်နေတဲ့ပန်းမွေလေးလည်းယူမယ်ဒါလေးခဏနေပွင့်လာမှာနော်ဒီလိုလေးကတ်ထိုးလိုက်ပွင့်လာမှာနော်ဒီနားမှာဟိုမှာဆီမကအရွက်ကလေးထည့်ချင်သေးတယ်ဆိုရင်အရွက်ကလေးလည်းထည့်အရွက်ကလေးလည်းထည့်ပြမယ်နော်ခဏလေးညတိအခုလည်းထည့်ချင်သေးတယ်ဆိုရင်ပုံလေးကိုပုံလေးကိုဒီနားမှာထည့်လိုက်ပါဦးဟုတ်ကဲ့ ုံးမှာထည့်ကြတယ်အဲ့ရနေ။ဒါလေးဆိုရင်တော်တော်လေးတော့စီပြီးသွားပြီနော်။နောက်မှဆင်မလို့ကဒီဖူးလေးတွေမကြိုက်ဘူး။ဒီဖူးလေးတွေအညုံလေးတွေဟိုဘက်နဲ့ဒီဘက်နဲ့ဆင်နေလေဖြုတ်ဖြူနေဆိုတော့ဆင်မလို့ညှိကျင်နေဆိုလည်းညှိနိုင်လို့ရတယ်နော်။နောက်ပြီးမှညှိနိုင်လို့ရတယ်နော်။ညှိနိုင်လို့ရတယ်နော်။အဲ့ဒီဆိုလည်းတက်တက်ရရရှိပါလားနော်။ င်ကရှိနေတယ်လို့ပြောချင်တယ်ပေါ့နော်ဟုတ်ပြီနော်အဲ့တော့မှနောက်ကျောင်းမှကြည့်မယ်နောက်ကျောင်းအနေမှာရွက်ကလေးတွေထည့်အရွက်ကလေးတွေဖြာမှလည်းစမယ်ဆိုဆမတော့အရွက်ထည့်မှာပေါ့အရွက်ထည့်မယ်ဆိုလို့ရှိရင်တတိထားစရာကတတိထားပြီးတော့ထည့်မယ်ရွက်ကလေးတွေဟောရွက်ကလေးထည့်လိုက်မယ်ဖြာတော့အောင်နော်နောက်ပြီးတော့အရွက်လေးတွေကြီးထည့်ခြင်းလေးတွေဆင်မလားရွက်ကလေးထည့်ခြင်းလေးတွေရွက်ကလေးထည့်ခြင်းလေးတွေဆိုရင် ြစ်ကလေးထင်တာပေါ့။အဲ့ဒါကြည့်မယ်။နောက်ပိုင်းထင်တယ်။ရွက်ကလေး။ဟာတဲ့နေရာလေးကြီးရွက်ကလေးတွေဖြည့်တာပေါ့နော်။ရွက်ကလေးတွေဖြည့်ဖြည့်တော့။ဒီမှာရွက်ကလေးဖြည့်ဖြည့်ကြည့်မယ်။ဒီနားမှာတစ်ချက်ချက်အောင်လား။ကက်ရှီယံနဲ့ကြည့်ကြည့်မယ်။ဒယ်နာလေးကြံနေရော။ရွက်ကလေးထင်လိုက်တော့ပူလာသွားတယ်နော်။အဲ့တော့ဒီဘေးလေးကထည့်ချင်လေးလားရွက်ကလေးတွေကိုထည့်ချင်တယ်လေထည့်လို့ရတယ်နော်ဒီရွက်ကလေးတွေ နော်အဲ့တော့ဒီဘက်ထည့်ပြီးဘယ်ဘက်ထည့်မှာတော့ဒီဘက်ထည့်မှာပေါ့ထည့်ကြည့်မယ်နော်